ဒီနေ့တော့မြမအဆောင်တော့ကိုကိုယ့်အိမ်မှာကိုတဝရီးတုပ်စားပါမယ်။ဟယ်လိုအားလုံးမင်္ဂလာပါ။ဒီနေ့တော့စုကအိမ်မှာဟင်းချက်တော့ပဲနဲ့မြမအဆောင်တော့လေးကိုတိန်လုံးစားအတွက်တုပ်ပေးမှာဖြစ်ပါတယ်။အရင်စားလို့ကောင်းပြီးတော့ကိုယ့်အိမ်မှာကိုလှုပ်စားတာဖြစ်တဲ့အတွက်တနက်ရှင်ရှင်လည်းစားရသလိုအများကြီးလည်းစားရပါတယ်။ အတုပ်ဆိုရင်မပါမဖြစ်ဟင်းကားချက်နီလေးကိုပါဗီဒီယိုထဲမှာထည့်ထားပေးပါရစေ။အတုပ်ကောင်းကောင်းတပွဲရဖို့ဆိုရင်အချင်းရင်လေးကလည်းကောင်းနေမှာဖြစ်မှာမလို့အချင်းရင်ဖြော်နီလေးကိုလည်းဗီဒီယိုထဲမှာပြပြပေးထားပါရစေ။ကဲစုလိုမျိုးအတုပ်ဆောင်ကိုကြိုက်တဲ့သူတွေဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပြီးတော့အိမ်မှာလှုပ်ရှားကြပါနော်။ အင်းဆုံးတော့တို့ဘူးချို့ဖို့အတွက်ပဲမောင်းကိုနှုတ်စီဘူးနဲ့တဘူးနဲ့တဝက်စာထည့်ပါမယ်။စနေမောက်လေးနင်းငယ်ရဲ့အရသာအတွက်တော့ချုံမောင်းနဲ့စားအောင်ထည့်ရပါတယ်။ပြီးပြီဆိုရင်တော့သူ့ကရေကိုနှစ်စားထည့်မှဖြစ်တဲ့အတွက်အစောကပဲမောင်းကိုဒီခွက်နဲ့တစ်ခွက်ထည့်တာဖြစ်တဲ့အတွက်ရေကိုနှစ်ခွက်ထည့်ပါမယ်။ ်အရင်ဆုံးတော့ရေကိုတစ်ခွက်ပဲထည့်ပြီးတော့မှပဲမုံနေကြည်သွားတဲ့အထိကိုတေချာလေးမှွေထားပြလိုက်ပါတယ်အခဲအစီလေးတွေလုံးဝမရှိတော့တဲ့အထိပေါ့နော်အခုလိုမျိုးတေချာလေးနှံ့တော့အောင်မှွေပြီးပြီဆိုလို့ရှိရင်တော့ကြိုမဲ့အိုးရဲကိုစကားလေးနဲ့ခံပြီးတော့မှစစ်ထည့်လိုက်ပါမယ်ပြီးပြီဆိုရင်တော့သူ့အပေါ်မှာရှိတဲ့ပဲမုံလေးတွေကိုလည်းနည်းနည်းဖြော်ပြလိုက်ပါမယ်အားလုံးတေချာလေးဖြော်ပြီးဆိုရင်တော့ကြံသေးတဲ့ရေတစ်ခွက်ကိုပါတစ်ခါရဲထည့်လိုက်ပါမယ်ပြီးပြီဆိုရင်တော့အဆက်မပြတ်မှွေပြရပါမယ် တို့ဘူးကြိုတဲ့အခါသူတို့လက်ကိုနားလိုက်လို့မရပါဘူးเนาะဇက်တိုက်မှွေပေးရပါမယ်မဟုတ်လို့ရှိရင်တော့အောက်မှာတို့ဘူးတွေကအခဲခဲဖြစ်သွားတတ်ပါတယ်သူတို့ထေရှားလေးမှွေပေးရင်လည်းဒီမောက်သားလေးကလုံးဝချောညံ့လာတဲ့အထိကိုထေရှားလေးဆက်တိုက်မှွေပေးပါမယ်မိဟာရံပြင်းလို့မရပါဘူးเนาะကဲသူတို့ရဲ့တို့ဘူးသားလေးကအခုလိုမျိုးလုံးဝချောညံ့လာပြီဆိုရင်တော့သူ့တွေကိုထမင်းစားစွန်းနဲ့စီနစွန်းထည့်လိုက်ပါမယ်ပြီးရင်တော့တိတိရှိရှာလေးပြန်မှွေပေးပါမယ်လုံးဝချောညံ့ပြီးတော့ပဲစိမ့်နှံပြောက်သွားတဲ့အထိပေါ့เนาะကဲအခုဆိုလို့ရှိရင်တော့သူတို့ရဲ့တို့ဘူးသားလေးကရသွားပါပြီဒါလေးကို ီတုပ်ထားတဲ့ခွက်ထဲကိုလောင်းထည့်လိုက်ပါမယ်။ပြီးပြီဆိုရင်တော့သူ့ရဲ့အပေါ်ရံမျက်နှာပြင်လေးတွေကိုနည်းနည်းလေးညင်ညာသွားအောင်လုံးညှိပေးလိုက်မယ်။လေးခူရာလေးတွေမရှိအောင်လို့ဒီတုပ်ဘူးကွက်လေးကိုနှစ်ချက်သုံးချက်လောက်စောင့်ပေးလိုက်ပါမယ်။ဒါဆိုရင်တော့တုပ်ဘူးတွေခဲသွားတဲ့အထိထားရခဲ့လိုက်ပါမယ်။ပြီးရင်တော့ဘဲပင်မောက်လေးကိုစူရကမပြုတ်တော့ဘဲနဲ့ရင်နှွေးဖျော်ပေးပါမယ်။အရင်ဆုံးတော့ရင်နှွေးပွက်ပွက်စူရကိုဒီဘဲမောက်ထဲကိုလောင်းထည့်လိုက်ပါမယ်။စူရကဘဲပင်မောက်ကိုနည်းနည်းကျွတ်ကျွတ်လေးလိုချင်တာမလို့လုံးဝနူးသွားတဲ့အထိမပြုတ်တော့ဘဲနဲ့ရင်နှွေးပူပူလေးနဲ့ပဲရင်နှွေးဖျော်ပေးလိုက်တာပါ။ ပြီးရင်တော့သူ့ကို10မိနစ်လောက်စိမ်းနာပြီးလိုက်ပါမယ်။ပဲပဲမောင်လေးတွေကအခုလိုမျိုးလေးထဲထုတ်တဲ့အခါမှာဆိုရင်ကြွတ်ကြွတ်လေးနဲ့အရန်အောင်စားလို့ကောင်းပါတယ်။ကဲဆူ10မိနစ်လောက်ပြည့်ပြီဆိုရင်တော့ပဲပဲမောင်တွေကိုရေစစ်ချထားလိုက်ပါမယ်။ပြီးပြီဆိုရင်တော့ဒါလေးကိုလည်းအေးအေးခံထားလိုက်ပါမယ်။ ထောက်ဆွဲပြုတ်ဖို့အတွက်ကိုတော့ရင်းနှွေးပွက်ပွက်ဆိုတာလေးကိုတည်ထားပါတယ်ရင်းနှွေးတွေစူပွက်လာပြီဆိုလို့ရှိရင်တော့ထောက်ဆွဲထည့်ပြုတ်ပါမယ်စုရကအဆုံတော့ဖြစ်တဲ့အတွက်ပောင်ပစ္စည်းတွေကများတယ်ပေါ့နော်။ဒါကြောင့်မလို့စုရကပောင်ပစ္စည်းတစ်ခုချင်းစီကိုအများကြီးလောက်တာမျိုးမဟုတ်ပဲနဲ့နည်းနည်းစီပဲထည့်ပြီးတော့တုပ်ပင်ရပါတယ်။ဆိုတော့စုရခောက်ဆွဲကိုနည်းနည်းပဲပြုတ်ထားပါတယ်။ခောက်ဆွဲလေးကို5မိနစ်လောက်ပြုတ်ပြီးဆိုရင်တော့ခောက်ဆွဲသားလေးကိုကင်ကြည့်ပါတယ်။နူးလာပြီဆိုရင်တော့သူ့ကိုရေစစ်ချထားလိုက်မယ်။ပြီးရင်တော့ရေအေးလေးနဲ့တစ်ခေါက်လောက်ပြန်ပြီးတော့စေကျော်ပေးရပါမယ်။ ်ခောက်ဆွဲကိုကရေပြန်မဆေးပြီးလို့မရပါဘူးနော်။ကဲပြီးရင်တော့ရေစစ်ထားမယ်။နောက်ထပ်လည်းကြာစံပြုတ်ဖို့အတွက်ရေနွေးပွဲဆူအောင်ထပ်ပြီးတော့တည်ထားပါတယ်။ရေနွေးရေစူပွဲလာပြီဆိုရင်တော့စနစ်မုံလေးနှင်းငယ်ထည့်ပြီးတော့မှကြာစံတွေကိုနူးလာတဲ့အထိကိုထည့်ပြီးတော့ပြုတ်ပေးလိုက်ပါမယ်။သူကဆိုင်မာရောင်းတို့လိုမျိုးကြာစံကိုအဝါရောင်လေးလိုချင်တာမို့လို့စနစ်မုံလေးထည့်ပြီးတော့ပြုတ်ထားပေးလိုက်ပါတယ်။ ကြာစံကိုတော့အရန်နူးပြဲသွားတဲ့အထိမဟုတ်ပဲနဲ့နည်းနည်းခက်မှမာလေးမှဆူလို့ချပေးပါမယ်။စကားလေးနဲ့ပဲကြာစံတွေကိုစစ်ထုတ်ထားပေးလိုက်ပါမယ်။ကြာစံကကြတော့ရေပြန်စည်းစရာမလိုတာမလို့ဆူလို့ဒါလေးကိုရေစစ်ပြီးတော့အေးခံနိုင်ရပါပြီ။တစ်ဖက်ကနေပြီးတော့လည်းဆူအာလူလေးနှလုံးကို ပြုတ်ထားပေးလိုက်ပါတယ်။အာလူထဲတုတ်တဲ့အခါကျတော့ဆူတို့အတုတ်ကခက်စီစီလေးနဲ့ပို့ပြီးတော့စားလို့ကောင်းပါတယ်။နူးသွားတဲ့အာလူလေးတွေကိုတော့ဆူတို့အပြင်ဆဲထုတ်ပြီးတော့မှအခုံခါရပေးလိုက်ပါမယ်။ ပြီးရင်တော့ဘဲပြားကြော်ဖို့အတွက်စီမင်းများလေးထည့်ပါရယ်။စီပူလာပြီဆိုလို့ရှိရင်တော့သူ့တွေကိုစနဲမုံလေးထည့်ပါမယ်။စားရသာမုံနဲ့နေရတဲ့ဘဲပြားလေးတွေကိုထည့်ပြီးတော့မှကြော်ထားပြီးလိုက်ပါမယ်။ဘဲပြားလေးတွေနှစ်ဖက်စလုံးအကျက်ညီသွားတဲ့အထိကြော်ပြီးပြီဆိုလို့ရှိရင်တော့နှစ်ဖက်စလုံးကျက်သွားတဲ့ဘဲပြားတွေကိုဆဲထုတ်ထားပြီးလိုက်ပါမယ်။ဒီပဲပြားကြော်လေးရလဲအတုတ်ထဲမှာမပါမဖြစ်ပေါ့နော်အရင်ဆောက်လုကောင်းပါရဲ့ကဲပဲပြားလဲကြော်လို့ပြီးပြီဆိုတော့အချင်းဖြော်ဖို့အတွက်သူတို့မကြီးမဲ့တဲ့ကိုထញ្ញက်နှလုံးစာလောက်ထည့်ပါမယ် ပြီးပြီဆိုလို့ရှိရင်တော့သူ့တွေကိုရင်နှွေးထည့်ပြီးတော့မှတရှာလေးပျော်သွားတဲ့အထိကိုစိတ်နာပြလိုက်ပါမယ်။အတောက်ထဲမှာအနံ့လေးမွေးနေအောင်လို့ရှောက်ရွက်လေးထည့်ပြီးတော့တုတ်ပါမယ်။ရှောက်ရွက်လေးတွေကိုတော့ခပ်ပပားလေးဖြစ်သွားအောင်လှီးထားလိုက်ပါရစေ။နနမင်ထည့်ပြီးတော့တုတ်ချင်လည်းရပါတယ်။ပြီးရင်တော့အတောက်ထဲထည့်တုတ်ဖို့အတွက်ပဲကျက်တော်နီလေးတွေကိုလည်းခပ်ပပားလေးလှီးထားပြလိုက်ပါရစေ။ပြုတ်ထားတဲ့အာလူးလေးကိုအခွန်ခွာပြီးတော့မှစိတ်ကြိုက်လေးလှိထားပြလိုက်ပါရယ်အာလူးလေးကစူစီစီလေးနဲ့အရန်ဆလို့ကောင်းပါရယ် ။ဒါလူးလီးလူးပြီးပြီဆိုရင်တော့အချင်းရဲထဲဖို့အတွက်နာနာမင်းလေးကိုပါခပ်ပပလေးလှီးပြီးတော့ပြင်ဆင်ထားပေးလိုက်ပါမယ်။အတုပ်ကောင်းကောင်းတပွဲရဖို့ဆိုရင်တော့အချင်းရဲလေးကလည်းကောင်းနေမှဖြစ်မှာပေါ့နော်။စိန်သားရဲ့မကြီးမဲအနှစ်လေးတွေကိုဇွန်နဲ့ပဲဖြစ်ဖြစ်လက်နဲ့ပဲဖြစ်ဖြစ်အနှစ်လေးရသွားအောင်လို့တေချာလေးနေလာပြလိုက်ပါတယ်။ပြီးရင်တော့ပကံတလုံးနဲ့ကိုဒီအနှစ်တွေကိုစကားလေးခန့်ပြီးတော့မှအောက်ကိုတေချာလေးအနှစ်တွေကျသွားအောင်လို့စစ်ချတာပြလိုက်ပါတယ်။အားလုံးကျသွားရည်ဒီပေါ့နော်။ ကဲပြီးပြီဆိုလို့ရှိရင်တော့သူ့ရဲကိုစုကစားရတာမဟုတ်မထဲတော့ဘဲနဲ့ငရုတ်စီလေးကိုပဲ၃ဆွန်းလောက်ထည့်ထားလိုက်ပါတယ် ဒီအချင်းဖြော်နီးလေးရဆိုရင်အချင်းတက်ကြီးပဲမဟုတ်ပဲနဲ့ထညတ်တို့ငရုတ်စီတို့ရဲ့အချိုတက်လေးလဲပါမှာအတုတ်ကစားလို့ကောင်းတာပေါ့နော်။ကဲဆုတို့ငရုတ်စီထည့်ပြီးတော့အားလုံးနှံ့တော့အောင်မွေးပြီးပြီဆိုလို့ရှိရင်တော့လီးရတဲ့နနမင်းလေးထည့်လိုက်ပါမယ်။အတုတ်ကောင်းကောင်းတစ်ပွဲစားရဖို့ဆိုရင်အချင်းလေးကောင်းနေမှလည်းဒီအတုတ်ကစားလို့ကောင်းတာပေါ့နော်။ကဲဆုတို့အတုတ်တစ်ပွဲမှဆိုလို့ရှိရင်ထမင်းစားစောနဲ့အချင်းကိုနှစ်စုံခွဲလောက်ထည့်ရပါတယ်။ကဲဒါဆိုရင်တော့ဆုတို့အချင်းလည်းဖြော်လို့ပြီးပြီပေါ့နော်။ ။အတောက်တပွဲမှာမပါမဖြစ်ကျွတ်တွန်စီချက်လေးကိုလည်းချက်ရပါမယ်။ကျွတ်တွန်အနီကိုခပ်ပပားလေးလီထားပေးလိုက်မယ်။ကျွတ်တွန်အဖြူလေးကိုပါခပ်ပပားလေးလီထားပေးလိုက်ပါမယ်။ဒီလိုမျိုးနှမျိုးရောပြီးတော့စီချက်ချက်တာကအနံ့လေးပို့ပြီးတော့မွေးပါတယ်။စီကိုတော့မြများထည့်ထားပါတယ်။စီပူလာရင်စနင်းမုတ်လေးထည့်ပြီးတော့မှလီထားတဲ့ကျွတ်တွန်အနီနဲ့ကျွတ်တွန်ဖြူထည့်ပြီးတော့စီတက်ပေးပါမယ်။ ကျစ်တော်တွေကိုရှေးဝါရောင်တန်းလာပြီးတော့အကျက်ညီဖို့ရအတွက်ဘေးနားကကျစ်တော်တွေကိုလည်းအလဲကိုပို့ပြီးတော့မှဆူလို့မှွေပေးရပါမယ်။ကျစ်တော်ကြော်ရီအားလုံးရှေးဝါရောင်လေးတွေတန်းလာပြီးဆိုလို့ရှိရင်တော့စကားနဲ့ဆေးထုတ်ထားပေးလိုက်ပါမယ်။ဒီစီထဲမှာထားလို့ရှိရင်တော့ကျစ်တော်ကြော်ရီကတူးသွားတတ်ပါတယ်။ ပြီးရင်တော့ဟင်းကားချက်ဖို့အတွက်ကျစ်တွန်ဒီတချမ်းလောက်ကိုခပ်ပပလေးလီထားပေးလိုက်မယ်ကျစ်တွန်ဖြူလေးလင်းကားမွာလောက်ကိုလည်းဒါပြလေးရိုက်ထားပေးလိုက်ပါမယ်ပြီးရင်တော့စုကရင်းနှီးပုပ်ဖွဲ့စုအောင်တဲထားပါတယ်ဒီပုပ်ဖွဲ့စုနေတဲ့ရင်းနှီးအိုးတွေကိုပဲအစောကလီထားတဲ့ကျစ်တွန်အနည်းနဲ့ဖြူကိုထည့်လိုက်ပါမယ်ရသာမုံလေးရဲ့စားရထည့်ပါမယ်ငံပြားရထည့်ခြင်းလည်းရတယ်ပြီးရင်တော့ပဇွန်ချောင်းမုံလေးထည့်ပြီးတော့မှဒီလေးနည်းနည်းခမ်းပြီးတော့စုပွက်လာတဲ့အထိကိုတဲထားပေးလိုက်ပါတယ် ဒီဟင်းကချက်နေလေးရဆိုလို့ရှိရင်စူကလောလောကူကူပဲပြပြပေးတာဖြစ်ပြီးတော့အခုလိုမျိုးအတုံးစုံနေနဲ့လည်းအရန်အောင်လိုက်ဖက်ပါတယ်။စူတဲရတဲ့ဟင်းကားလေးကတေချာလေးစူပွက်လာပြီဆိုလို့ရှိရင်တော့သူ့ရဲကိုပဲမဲမောင်းနဲ့မုံချင်းဖြူရွက်လေးတွေထည့်ပေးလိုက်ပါမယ်။ကဲပြီးပြီဆိုရင်တော့အရသာပေါ့ငံမြည်ကြည့်ပါမယ်။အားလုံးအဆင်ပြေပြီဆိုလို့ရှိရင်တော့ငရုတ်ကောင်းလေးခမ်းမြမ်းများလေးအုပ်ပေးလိုက်ပါမယ်။ကဲဒါဆိုလို့ရှိရင်တော့ပူပူဆက်ဆက်လေးနဲ့အရန်တောက်လို့ကောင်းတဲ့ဟင်းကားလေးလည်းရသွားပြီပေါ့နော်။စူဒါလေးကိုပူနေအောင်လို့အဖုံးလေးအုပ်ထားခဲ့လိုက်ပါမယ်။ ထဲတော့မယ်အသီးနှံတွေကတော့သခွားသီးရယ်ကပ်ပပလီးရတဲ့ကော်ဖီရယ်ကပ်ပပလီးရတဲ့ကျွတ်တော်အနေနဲ့ရှောက်ရွက်လေးပဲဖြစ်ပါတယ်။စုကိုကြိုထားတဲ့တုပ်ဘူးလေးကိုအေးသွားပြီဆိုလို့ရှိရင်တော့အခုလိုမျိုးလေးပဲလီးထားပြီးလိုက်ပါတယ်။ဘန်းထဲကိုအာလူးလေးလက်ထည့်ထားရပါတော့ပြုတ်ထားတဲ့ကြာစံတို့ခောက်ဆွဲကိုလည်းထည့်ပါမယ်။ဒါကတော့စုတို့ရင်းနှီးဖြောထားတဲ့ပဲပင်ပေါက်လေးပါ။ပြီးရင်တော့ကြော်ထားတဲ့ပဲပြားလေးကိုလည်းကက်ကြီးလေးနဲ့တကိုက်စာလေးညှက်ထားပြီးလိုက်ပါမယ်။ ဒီအတုံးစုံနဲ့မှဆိုရင်ပဲပြားလေးရမပါမဖြစ်ပါတော့စုကတော့အရင်အောင်ကြိုက်ပါတယ်ကဲစုတို့အားလုံးလည်းစုံလင်သွားပြီဆိုတော့စပြီးတော့တုတ်ပါတော့မယ် ချူကတော့ပအောင်ပစ္စည်းတွေအကောင်လုံးကြိုက်တာမလို့အကောင်လုံးထည့်မယ်ပေါ့နော်ခောက်ဆွဲရဲကြာစံရဲအာလူးရဲပဲပင်မောက်ရဲပြီးရင်တော့တုတ်ဘူးကတော့ကြိုက်တာမလို့မြင်များလေးထည့်ရပါတယ်ပဲပြားကြော်ရဲကြက်သွန်ရဲကော်ဖီတို့ရှောက်ရွက်တို့အကောင်ထည့်ပါတယ်သခွားသီးလေးကိုလည်းခက်မြင်များလေးထည့်လိုက်ပါတယ်ပြီးရင်တော့ကြော်ထားတဲ့ကြက်သွန်ကြော်ထည့်ပြီးရနဲ့အရသာအတွက်အချိုမော့ငံပြရဲခက်စီစီလေးကြိုက်တာမလို့ဘဲမောင်လေးကိုမြင်များထည့်ထားပါတယ်ကြက်သွန်နေစီကြက်နှစ်စွန်းရဲအဆက်အတွက်တော့ငရုတ်သီးမုံကိုကြိုက်တဲ့လောက်ထည့်ပါကဲပြီးပြီဆိုရင်တော့စုလို့အဓိက ဖြော်ထားတဲ့အရှင်လေးကို၃ဆွန်းလောက်ထည့်လိုက်ပါမယ်။ကဲပြီပြီဆိုလို့ရှိရင်တော့သူတို့အားလုံးနှံ့တော့နေပေးလိုက်မယ်ပေါ့နော်။အတုတ်လေးရဆိုလို့ရှိရင်ဒီအချင်းရွှဲရွှဲလေးနဲ့အရန်အောင်ဆောက်လို့ကောင်းပါရဲ့။ကဲသူတို့နေပြီးတော့ရတာလေးကြီးကြတာအငံလေးလို့နေရနဲ့ငံမြိုင်လေးနည်းနည်းနဲ့အချင်းလေးတွေ့လဲ၃ဆွန်းလောက်ထပ်ထည့်လိုက်ပါရဲ့။ အားလုံးကိုနှံ့သွားအောင်လို့ပြန်ပြီးရနေရပြလိုက်ပါရယ်။ကဲဒါဆိုလို့ရှိရင်တော့အနံ့မွမွေးလေးနဲ့အရန်စားချင်စရာကောင်းတယ်။မြမအဆုံတုတ်လေးရတော့ရသွားပါပြီ။အခုလိုမျိုးပဲရင်းချက်နေမလို့နေဗီဒီယိုလေးတွေကိုဆွေးရ Channel ကနေပြီးတော့စလိုက်တင်မင်းနေရဖြစ်လို့စိတ်ဝင်စားရင်တော့ Channel လေးကို Subscribe လုပ်ပြီးရအပေးခဲ့ပါအောင်ရှင်။ဗီဒီယိုအသစ်လေးအတွက်လည်းဘီနာကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပုံမမိနဲ့အောင်နော်။ ပူပူဆက်ဆက်မွမွေးလေးနဲ့အရန်တောက်လို့ကောင်းတယ်ဟင်းကားလေးကိုလည်းပကံနဲ့ထည့်ပြီးပြီဆိုလို့ရှိရင်တော့စူးစပြီးတော့အတုပ်စားပါတော့မယ်အတုပ်လေးကအရန်စားခြင်းနေရာလည်းဖြစ်တာနဲ့စုဗီဒီယိုလေးလည်းရိုက်ဖြစ်တာပေါ့နော်စုလို့မျိုးပဲအတုပ်ကြိုက်တဲ့သူတွေဆိုရင်တော့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အိမ်မှာလိုက်လှုပ်ရှားကြည့်ပါနော်ကဲဆွေးရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတယ်တဦးတယောက်ရှင်နေတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတစ်လေးလည်းစလိုက်တင်ပေးဖို့ရှိတာမို့လို့ဆက်လက်ဆောင်ကြည့်ပြီးတော့အားပေးပါအောင်ရှင်ကျေးဇူးပါ